တော်တော်လျှောက်နေတဲ့သူတွေအများကြီးရှိတယ်။သူတို့ရဲ့အင်ကန်းကိုပေါ့နော်အားလုံးကချမပြကြတာပဲရှိတယ်ပေါ့နော်။တော်တော်လေးကိုမှကြမ်းပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်တို့မလေးရှားမှာရောက်နေတဲ့ဒါကျွန်တော်တို့မြန်မာတွေအတွက်ပေါ့နော်အခွင့်အရေးပေးထားတဲ့ TikTok Shop အကြောင်းလေးပဲဖြစ်ပါတယ်။လက်ရှိမှာလည်း TikTok Shop ကို run နေတဲ့သူတွေလည်းရှိတယ်။စိတ်ဝင်စားနေတဲ့သူတွေလည်းရှိတယ်ပေါ့နော်။ဒီထဲမှာမှကျွန်တော်တို့နေနေပေါ့နော်လက်ရှိလုပ်နေတဲ့အပြင်ကိုမှ TikTok Shop လုပ်မယ်ဆိုလို့ရှိရင်အပေါ်ဝင်ငွေအင်ကန်းနေနဲ့ရလာနိုင်ပါတယ်။ကျွန်တော်တို့စူးစမ်းရင်စူးစမ်းသလိုပေါ့နော်အရန်ဆင်ပြေပါတယ်။လက်ရှိ platform တွေထဲမှာ Facebook တို့ ို့ YouTube တို့ပေါ့နော်သူတို့တွေကဒါပေးတယ်ပေါ့အင်ကန်းနေတယ်ပေါ့နော်အဲ TikTok Shop ကအင်ကန်းကလုံးဝကျမ်းပါတယ် TikTok Shop လုံးနေတဲ့သူတွေအများကြီးရှိတယ်သူတို့ရဲ့အင်ကန်းကိုပေါ့နော်အားလုံးကချမပြကြတာပဲရှိတယ်ပေါ့နော်တော်တော်လေးကိုမှကျမ်းပါတယ် TikTok Shop စပြီးတော့မှလုံးမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့အကျိုးခံစားခွင့်၃ချက်ရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ ပထမဆုံးအနေနဲ့ပေါ့နော် Tiktok Shop ကဒါရမယ်ဒါကော်မရှင်ကဖြစ်ပါတယ် Tiktok Shop စလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါကော်မရှင်ကတွေကိုဒါ sign တွေကဒီတစင်ပေါ့နော်ပြန်ရမှာဖြစ်ပါတယ်ဒုတိယချက်ကတော့ဒါကျွန်တော်တို့ပစ္စည်းတွေကိုလုံးဝဝယ်စရာမလိုဘဲနဲ့ဒါအခမဲ့တောင်းယူလို့ရမှာဖြစ်ပါတယ်ကျွန်တော်ခန်းမှာဆိုလို့ရှိရင်လည်းအခမဲ့ပစ္စည်းတွေလုံးဝပုံထက်နေပြီပေါ့နော်ဒါက TikTok Shop Creator တွေတော်တော်များများသိပါတယ်အဲတတိယချက်ကတော့ ျွန်တော်တို့ personal brand တည်ဆောက်ပေးသားဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ TikTok Shop မှာအစကဈေးရောင်းရင်းနဲ့ပေါ့နော်။နောက်ပိုင်းကျတော့ကျွန်တော်တို့ဒါ follower တွေများလာမယ်။ပြီးတော့မှကိုယ့်ရဲ့ personal branding ပေါ့နော်။ဒါတည်ဆောက်ပေးသားဖြစ်သွားပါတယ်။မိတ်ဆွေတွေအနေနဲ့ပေါ့နော် TikTok Shop နဲ့ပတ်သက်ပြီးတော့မှစိတ်ဝင်စားတယ်။အဲပြီးတော့မှဈေးကျောင်းတွေဘယ်လိုဖွင့်ရတယ်။ကျွန်တော်တို့ပစ္စည်းတွေဘယ်လိုအပ်ကြတယ်ပေါ့နော်။နောက်ဆုံးဒါကျွန်တော်တို့ရဲ့ commission ကားတွေပေါ့နော်။ဘဏ်ခန်းနဲ့ချိတ်ဆက်တဲ့အထည်ပေါ့နော်။စိတ်ဝင်စားတဲ့သူတွေရှိလို့ရှိရင် comment မှာမေးခဲ့ပေးပါ။မေးတဲ့သူများလို့ရှိရင်တော့ကျွန်တော်တို့ဒီအဆင့်တွေကိုပေါ့နော်အကုန်လုံးတစင်ချင်းစီကိုသင်တန်းမှာပဲ ယ်တင်ကြားတယ်ဒါကျွန်တော်တို့ဒါကော်မရှင်ကချိတ်ဆက်တဲ့နည်းတွေအစပါเนาะလုံးဝကျွန်တော် free တင်ပေးသွားပါမယ်အဲ့တော့စိတ်ဝင်စားတဲ့သူတွေရှိလို့ရှိရင် comment မှာမေးခဲ့ပေးပါကျွန်တော်ကတော့ဇင်ကြီးပါနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးကိုကျေးဇူးများတင်ပါတယ်ဗျာ